အားလုံးတို့တားလိုက်ပါအားပေးအားအခမ်းမြန်မာ news channel လေးကနေနေ့ထီစွာပြန်လေးကြိုဆိုလိုက်ပါတယ်ချောက်ချီမျိုးနေမင်းပြင်ရွာကိုစစ်တပ်ကထိရှုပ်ပြီးနောက်ပိုင်းမှာအေက drone တွေတိုက်ခိုက်ပြီးစစ်ခွေ30လောက်တေဆုံးခဲ့ရတဲ့ drone တိုက်ခိုက်မှုရုပ်တံဖိုင်လေးကိုရေးပို့တရားပေးပို့လာပါတယ်အဲ့ဒီရုပ်တံဖိုင်လေးအတူတူကြည့်ရအောင်ပါ အရကတတော်အေနဲ့စစ်ကောင်စီစက္ကမတော်ဟာချောက်ချူမှာတိုက်ပွဲပြင်းထန်ဖြစ်ပွားနေပါလေစစ်တပ်ကချောက်ချူတိုက်ပွဲမချဆောင်ရဲ့အတွက်ကြီးရည်လေးအာခုံတုံးပြီးတိုက်ခိုက်နေပေမဲ့ချောက်ချူတိုက်ပွဲမှာစစ်တပ်ကအရေးနိုင်နေပါလေအနည်းကနိုဝင်ဘာလ15ရက်နေ့ကချောက်ချူတိုက်ပွဲမင်းပြင်းညွာမှာစစ်တပ်ကထိ ंछ ုပ်လိုက်ပြီးဆိုပြီးတော့ တရင်တင်ထားပေမဲ့အဲ့ဒီနောက်ပြန်มาပဲအေက drone နဲ့တိုက်ခိုက်ခဲ့ပါတယ်မြန်မာရာကိုစစ်တပ်ကထိန်းချုပ်ပြီးတဲ့နောက်ပိုင်းအေက drone နဲ့တိုက်ခိုက်တဲ့အတွက်ကြောင့်မလို့စစ်ခွေး30လောက်အတုံယုံတိုက်ဆုံပြီးတော့အရှုမလထွေပြေးကြတဲ့ရုပ်တံဖိုင်လေးဖြစ်ပါတယ်အေးတိတ်မိတ်ထားတဲ့ကြောင်ဖြူမျိုးနဲ့မင်းပြင်ရွာကိုစစ်တပ်ကထိန်းချုပ်လိုက်ပြီးဆိုပြီးတော့စစ် တော့မှ lobby တွေရဲ့ Telegram channel မှာဝါတာဖြန့်နေတာလေးမရှိမနှောင်းပါပဲအေးထံမှာ drone ဘုံနဲ့ပုံကြိတ်တိုက်ခိုက်ခံရတာပါ အေကဒရုန်းနဲ့ပုံကြီးတက်ခဲမှုရောက်တယ်မှာတော့စစ်ကောင်စီတပ်သားတွေလေးလေးအကွေအကွေထွက်ပြေးနေကြတာကိုမြင်တွေ့ရမှာပါအေးရေဘော်တို့ပေးပေါ်လာတဲ့ရုပ်သံဖိလေးကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ် RPL Arkham မြန်မာ news channel လေးဟာ Arkham မြန်မာစစ်ရေးနိုင်ငံရေးတော်လှန်ရေးတရင်နဲ့တရင်ဆောင်မတွေတုံ့တက်ချက်တွေကိုတင်ဆက်ပေးနေပါတယ်။ဝန်ရံကြည့်ရှုပေးကြဖို့အတွက်မြေတားရဲ့ခံပါတယ်ခင်ဗျ။နေ့စဉ်ဝန်ညာအပေးကြည့်ရှုပေးနေကြတဲ့တော်လိုင်းမိဖပြည်သူညီကုံမတော်များတို့ဦးတယောက်ချင်းစီတန်ကိုအထူးကျေးဇူးတင်ရှိပါတယ်။အရောက်ခပြည်သူပြည်သားများနဲ့တော့မြန်မာပြည်သူပြည်သားများအားလုံးပေးကင်းကြမှာကြပါစေခင်ဗျာ။